အသက်၈၈နှစ်အရွယ်မှာတော့ trading ကိုလူသွင်းနေခဲ့တဲ့ဂျပန်ကအဖိုးအိုလေး ဂျပန်ရဲ့ World Buffet လို့လူသိများတဲ့ Shigeru Fujimoto ဟာနှစ်ပေါင်း80နီးပါးဈေးကွက်လေးလာပြီးတာမောင်းများစွာရှာနေတဲ့ထိတ်တဲ့အုပ်ဝဲဖြစ်ပါတယ်။အသက်16နှစ်မှာ Stock Trading စတင်ခဲ့ပြီးဒုတိယကမ္ဘာစစ်အပြီးဂျပန်စီးပွားရေးအထက်တက်နေချိန်မှာအတွေ့အကြုံတွေရှာဖွေပြီးလေလံရင်းလေ့လာနေခဲ့ပါတယ်။1980မှာဂျပန်ဈေးကွက်တကြွမှု2008မှာ Global Financial Crisis စတဲ့ဈေးကွက်ပြက်ကွက်တွေကိုမြင်ဆိုင်ကျော်လာနိုင်ခဲ့ပြီးဒေါ်လာ73,000ကျော်ရှာနိုင်ခဲ့ပါတယ်။ ရဲ့ long term investment strategy တွေကသူ့ကိုချက်ကမှတရားရည်တူဖြစ်စေခဲ့ပါတယ်။ဒါကိုကြည့်ချင်းအဖြစ်အောင်မြင်မှုဟာတညာချင်းမရနိုင်ဘူး။သူ့လိုနှစ်ပေါင်းများစွာစိတ်ရှည်စွာလေ့လာပြီးဈေးကွက်ကိုနားလည်ဖို့လိုရဲဆိုတာသိမြင်လာပါတယ်။အသက်ကြီးလာတော့မျက်စိမှုံနေတာတော့မှန်ဘလူးသုံးကသတင်းစာဖတ်ဖို့အသေးစိတ်လေ့လာပုံကစိတ်ရှည်မှုနဲ့ဈေးကွက်ပေါ်ယူသွင်းမှုတွေကိုမြင်ရပါတယ်။သူ့ရဲ့ risk management နဲ့ discipline ကသူ့ကိုကြီးပွားစေခဲ့ဆိုလဲမမပါဘူး။ဒီနေ့မှာတော့ဂျပန်က trader အဖို့အကြောင်းပြဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုစိတ်ဝင်စားဖွယ်သတင်းတွေသိရှိဖို့ like Instagram follow ဖို့မမေ့နဲ့နော်။